ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေပတ်စင်တက်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ကျမှရှိနေတဲ့ဘောလုံးမိုးရီကနေပြီးတော့ပြည်သက်ပူပြီးကြိုက်တွေးမဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်မှာဒီနေ့သုံးသက်အဆွေနေ့တက်ဆက်တော့မှာဖြစ်ပါတယ်ကုဆုံးရောင်းနဲ့ကုချင်းညီကြီးကပါဝင်တက်ဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုမင်္ဂလာပါမင်္ဂလာတို့ပြည်သူတွေအဲဂျားထဲမှာလည်းကျွန်တော်တို့ကဟိုဘောလုံးရက်ကွက်ကတော့အပတ်စဉ်တိုင်းစနေတွေနေ့မှာရှိတယ်ဒါပေမဲ့ဂျားထဲမှာပိတ်ရလေးတွေခံသွားတော့နည်းနည်းလေးတော့မှဟိုဝေးသွားတယ်လို့နည်းနည်းခံပါတယ်ဆိုတော့ဟိုအဲ့တော့ ဟိုဘယ်လိုပြောရမလဲဒီဒီနေ့ရဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် United Spain နဲ့ away ပွဲစဉ်ရှိရဲတော့ကျွန်တော်တို့ Sunderland Arsenal ပွဲလည်းရှိရဲဆိုတော့ဒီစနေညမှာတော့အဲ့ပွဲလေးနှစ်ပွဲကိုကျွန်တော်တို့ပုံပြီးပြောဖို့တော့ တွေးထားပါတယ်ဟုတ်ကဲ့အဲ့တော့နိုင်ပွဲတွေကိုပြန်လွှတ်ချလိုက်တဲ့ United အကြောင်းလေးပြောရင်စားဆိုင်ကောင်းမှာထင်တယ်နော်အဲ့တော့ဟိုပြီးခဲ့ဘက်က United ကတူတူနဲ့ဒီ Forest Forest ကိုတီးချခဲ့တယ်ဒီတစ်ပတ်တော့အဝေးကွင်းမှာ White Hart Lane မှာ Spa ကိုဝေးကွင်းသွားပြီးတော့ကစားရမှာအဲ့တော့ Spa နဲ့ United ပွဲလေးစပြီးဆွေးနွေးနေကြတာပေါ့နော်အဲ့တော့ဒီပွဲပြီးတော့ကိုဆိုးလင်းတို့ကစပြီးတော့ဆွေးနွေးပါအောင် Spa နဲ့ United အခြေအနေလေးမနှစ်ကတော့ဒီနှစ်သင်းကထူးထူးခြားကြပါတော့ပြိုင်ပွဲ၃ခုမှာ၄ပွဲကစားခဲ့ Premier League ၂ပွဲ League Plus ၁ပွဲ နောက်ဆုံး Europa League ပိုလူပွဲတစ်ပွဲလေးပွဲလုံးမှာ Spa ကတောက်လျှောက်လေးပွဲလုံးအနိုင်ရခဲ့တယ်တော်တော် United အတွက်တော်တော်ရင်နာစရာကောင်းတဲ့ຢာသည်ပေါ့ဘာဖြစ်လို့လဲ Spa မနစ်ကသူတို့ရဲ့အသင်းသမိုင်းတစ်လျှောက်မှာအနိုင်ဆုံးတန်ဆင်းဆုံးရဲ့အထက်မှာကျန်ခဲ့တာဟုတ်အဲ့လောက်ညံဖြစ်နေတဲ့အသင်းကိုသူအပွဲတိုင်းရှုံးခဲ့တယ်နောက်ဆုံးကျွန်တော်ကြည့်တာ900အဲ900ကြိမ်ဆက်တိုက်လောက်ရှိပြီဒီထက်ထက်တွေးဆမှုတွေမှာမနိုင်ဘူးဒီနှစ်ကျတော့လည်းနှစ်သင်းကသွားတူနေတာကစပါကအိမ်ခွင့်နေဆိုရင်အရန်သူ့ရရလက်တရာဆိုးတယ်ပြီးခဲ့တဲ့ဘက်ကလည်းစပါကအိမ်ခွင့်မှာပဲ Chelsea ကို ကိုပြတ်ဟိုဟိုကိုပြတ်ဆိုရတယ်ဟိုဘာနော်ခြေခြေစွမ်းရလုံးဝမရှင်နိုင်ပဲနဲ့ရှုံးခဲ့တာတော်တော်လေးအယုံဆိုးတယ်ဗျာဟိုမှာအိမ်ကွင်းမှာလန်ဒန်ဒါဘီဒီလောက်ပြန်ဆိုင်ဦးပြန်ထိုင်နေပြိုင်ပွဲနဲ့တွေ့တဲ့အပွဲမှာဒီလောက်ကြီးခြေစွမ်းကစိုးစိုးဝါးဝါးမဖြစ်သင့်ဘူးနီးပြတဲ့ဒီတောမဖရန့်လက်အောက်မှာလည်းတချို့ပွဲတွေမှာဟိုစုံစားလို့မရသေးဘူးဆိုတော့သွားပြီးမြင်ရတယ်ယူနိုက်တက်ကတော့ကျွန်တော်တို့တော်တော်လေးဟိုသူတို့နဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့အတက်ဘက်ကိုရောက်လာတဲ့အပိုင်းပေါ်မှာပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့တို့အကြောင်းကိုလည်းကျွန်တော်ပြောခဲ့ကြရပါတော့ခြေစွမ်းရလည်း3%နိုင်ထားတယ်4%နိုင်မှုအခွင့်အရေးရှိတဲ့ ပွဲမျိုး forest နဲ့ပွဲမှာသူတို့ဥဆောင်ကိုစရတယ်ဒါပေမဲ့တိုင်ဘက်ကနှစ်ကိုးစတိုက်ပြန်သွင်းပြီးတော့2-1လေးနောက်ဆုံး minute 80ကျော်ကြာမှအာမတ်ရဲ့ဂိုးနဲ့ခြေပါကိုပြန်ရတယ်ပြောချင်တာတက်နေတဲ့ form ကနည်းနည်းလေးပြန်တန့်သွားတယ်ပေါ့နော်အဲ့ချိန်မှာမှတစ်ဖက်ကလည်း spa နဲ့တွေ့ရမယ်ဆိုတော့ united အနေနဲ့ကြည့်မယ်ဆိုတော့ united ကဒီရသည်မှာသူ့ရဲ့ဒီနိုင်ပွဲတွေနဲ့ရမှတ်တွေကအိမ်ကွင်းမှာပဲယူထားပြီးအဝေးကွင်းမှာလီဗာပူးတသိန်းကိုပဲနိုင်ထားတယ်အဝေးကွင်းရလက်မကောင်းဘူးပြောချင်တာအိမ်ကွင်းရလက်မကောင်းတဲ့ဆိုတော့ အဝေးခွင့်ရလက်မကောင်းတဲ့အသင်းတွေ့ကြတယ်။နှစ်သင်းစလုံးကတော့လောလောဆယ်တော့အမတ်ပေးစရာရဲ့ဒီထိတ်ဆုံး9သင်း8သင်းလဲတို့ပြန်ဝင်လာပြီ။သူတို့အပေါ်မှာဒါဘုံမောက်တို့ဆန်ဒါလန်တို့ဖဲလိုက်မယ်ဆိုကျွန်တော်အပေါ်က3သင်းအာဆင်နယ်မန်စီးတီးလီဗာပူးပြီးရင်ဂျာထဲမှာခုန2သင်းညက်နေ။အဲ့နောက်မှာချဲစီစပါမန်ယူနိုက်တက်ဆိုတော့တဖြည်းဖြည်းနဲ့ဒီအပေါ်တော့ပြန်ပြီးတော့ကတ်လာခဲ့ပြီဆိုဒီပွဲမှာလာအနိုင်ရခဲ့မယ်ဆိုအနိုင်ရတဲ့အတင်းကကျွန်တော်ထိတ်ဆုံး၄သင်းထဲကိုပြန်ဝင်သွားမယ်ဆိုတော့တော်တော်လေး၂သင်းအတွက်အရေးကြီးတဲ့ပွဲလို့ကျွန်တော်တော့မြင်နေဘူးဟုတ်ကဲ့ အဲ့တော့ဒီနေ့တင်းကဟိုဆိုရင်တော့ပြောမှာပဲမနစ်ကဒီစပါးကိုအချိန်တိုင်း၄ချိန်ဇလုံး United ကရှုံးနေတယ်ဆိုတော့ပြီးရင်မနစ်ကလည်းကျွန်တော်အမပီးဇာ16နဲ့16မှာကတ်ရဲလေးပေါ့လေဆိုတော့နေခဲ့ကြတယ်အခုဆိုလဲဒါတာအမပီးဇာမှာကတ်ရဲအနေထားမှာပဲရောက်တယ်ပေါ့နော်6နဲ့8နဲ့ဆိုတော့အမှတ်တရလည်းတိတ်အမှတ်တူပဲဆိုတော့ဟိုဒီနေ့တင်းရဲ့လက်ရှိတွေ့တဲ့ပုံစံကလည်းအာဒီ ဒီစပါကလည်းဟိုပြောချင်တာလေးကတော့မနေ့ကအချိန်ဒီမကောင်းတဲ့အချိန်မှာလဲအဲ့အချိန်ဒီမကောင်းတာကြီးနီနီကက်ကက်ရှိနေတယ်အခုအချိန်ဒီလေးတွေတိတ်မဆိုးတဲ့အချိန်မှာလဲနီနီဆက်ဆက်မှာပဲရှိနေသေးတာပေါ့နော်ကဲအဲ့တော့ဟိုကုချင်းညာပြောပါအောင်ဒီပွဲစဉ်ပေါ်ဆိုရင်ဘယ်လိုမြင်လဲပေါ့နော်ဟုတ်အဲခုနကကိုစိုးကြီးပြောသွားတယ်လို့ပေါ့နော်ကျွန်တော်မနေ့ကဘောက်ချာတွေပြန်ရှင်းအောင်ပါပေါ့နော်ဟိုမနေ့ကယူရိုပါလိဖိုင်နယ်မှာရှုံးသွားတာအဲရှုံးပွဲကယူနိုက်တက်အတွက်ဖီယားကိုအရန်ကြီးများသွားစေတယ်ဥပမာချန်ပီယံလိဝင်ခွင့်လည်းလွဲသွားရတယ်ပြိတက်တွေအတွက်ဒီမအောင်မြင်တဲ့ရာသီကိုသူတို့ပြန်ပြီးတော့ ကာဝယ်နိုင်မဲ့အခွင့်အရေးဆုံးရှုံးသွားတာပေါ့နော်အဆင့်15ရောက်နေတယ်ယူရိုပါလိတာရလိုက်ရင်ဖလတ်လုံးရတယ်ဆိုတဲ့အခြေအနေနဲ့ဒါနီးပြမှာလည်းဖီးရရော့မယ်အသင်းပိုင်ရှင်တွေမှာလည်းလောကကန်ရတာဟိုချန်ပီယံလိဝင်ဝင်ရတဲ့အတွက်ကြောင့်ဒီယာဒီပြင်ဆင်မှုတွေမှာအများကြီးပို့ပြီးတော့အားကောင်းနိုင်တယ်အဲ့တော့ချန်ပီယံလိမဝင်ဝင်မရထားတဲ့အခြေအနေမှာဒီယာဒီမှာဖြစ်သွားတာယူနိုက်တက်ကဘာဥရောပပွဲမှာမကစားအောင်တပတ်တပိုးပဲကစားရတယ်တစ်ဖက်မှာတော့အားသာချက်ကအဲ့ဒါဖြစ်နေတယ်ကျန်တဲ့ပရီးမီးယားလိပြိုင်ဘက်အသင်းကြီး6သင်းလောက်ကဥရောပပွဲတွေကစားနေတဲ့အချိန်မှာယူနိုက်တက်က ဒီပေးမြလေးတစ်ခုတည်းကိုပဲတပတ်တပွဲကစားပုံမှန်လေးကစားပြီးတော့ပွဲပတ်မှုလုံးဝမရှိဘဲနဲ့ပြင်ဆင်ခြင်းလုံးဝလုပ်ရတယ်ဒါပဲ United အားသာချက်ဖြစ်လာတယ်ဗောလေအဲ့တော့ဒါပေမဲ့နှစ်ကအခြေအနေမှာတော့အဲ့တော့ Spa ကိုရှုံကြွေးတွေကိုပြန်ဆက်ဖို့လိုတယ်ဒီဖလားမှာလဲ Quarter Final မှာ Spa ကမှာ4-3နဲ့ဂိုးသမားရဲ့အမှားတွေနဲ့ corner တွေတိုက်ရိုက်ဂိုးဝင်ပြီးတော့ဒါရှုံထားရှိတယ်မနေ့က Spa ကမှာ1-0နဲ့ရှုံးတယ်အိမ်ကမှာ3-0နဲ့ရှုံးတယ် United ကနောက်ပိုင်း စပါးနဲ့တွေ့တာမှာပရီးမီးယားလိမှာနှစ်နှစ်ဆက်တက်လောက်မနိုင်တာဟုတ်ပြိုင်ပွဲဆိုနောက်ဆုံးခုနှစ်ပွဲလုံးလုံးဝမနိုင်တာနှစ်ပွဲသေးကြတယ်ငါးပွဲတောင်ရှုံးနေဆိုတော့စပါးနဲ့တွေ့တဲ့နောက်ပိုင်းမှာအသာမရမှုတွေကိုတော့ဒီဒီချိန်မှာတင်မုံချိန်နိုင်မလားဒီချိန်မှာအဲ့ဒီရှုံးရွေးတွေပြန်ဆက်နိုင်မလားကြည့်ရမယ်လက်ရှိခြေစွမ်းရဆိုရင်ဂျာရက်ထဲမှာတော့စပါးကယူလို့ဒါချန်ပီယံလိမှာနိုင်ပွဲလေးပြန်ရပြီးတော့ရန်လေးပြန်ကောင်းထားတာတော့ရှိတယ်ဒါပေမဲ့ပရီးမီးယားလိမှာတော့နောက်ဆုံး၃ပွဲမှာချယ်ဆီကိုရှုံးတယ်ဗီလာကိုရှုံးတယ်တပွဲပဲနိုင်တာလေအဲ့ဗာတန်တပွဲပဲနိုင်ထားတယ် စပါးရဲ့လက်ရှိပရီးမီးယားလိဖောင်ကတော့အားရစရာမကောင်းနည်းနည်းလေးအကြပ်တောင်သွားချင်နေတဲ့ပုံစံရှိတယ်ယူနိုက်တက်ကတော့ဖြောင်းမြန်၄ပွဲဆက်မရှုံးထားဘူး၃ပွဲဆက်နိုင်ပြီးမှ foreign နဲ့တေးကြတယ်ဒီ foreign နဲ့တေးကြတဲ့ပွဲမှာလည်းအမိုးရင်ကိုယ်တိုင်ပြောသလိုပါပဲကျွန်တော်ပထမပိုင်း1-0နေရတော့မှခြေစအကောင်းကြီးမဟုတ်ဘူးကော်နာကနေပြီးတော့ခေါင်းတိုက်ပြီးတော့ဒါဂိုးရထားတယ်ဒုတိယပိုင်းအစမှာအိုင်ဆူဆိုင်မှုရော့ကျသွားတဲ့ပုံမှာပြိုင်ဘက်က2မိနစ်အတွင်းမှာ2ဂိုးသွင်းသွားတယ်ဟုတ် တာမန်ချင်းနေမှာဆိုပြီးခဲ့တဲ့ရလက်ဆိုးနေတဲ့ United ရွာလေနေတဲ့ကာလမှာဆိုအဲ့ဒါဘလုံးမပြန်လာဘူးအမိုးရင်ကိုယ်တိုင်ပွဲပြီးမှဝင်ခံထားတယ်အရင်အတိတ်ကအချိန်နေမှာဆိုသူတို့အဲ့ဒါပြန်မလာနိုင်တော့ဒီအချိန်နေမှာတော့ကစားမရရဲ့ယုံကြည်မှုရောအသင်းလိုက်စူးစီးမှုရောအားကောင်းနေတဲ့အချိန်မှာပြန်လာနိုင်ခဲ့တယ်မိနစ်80ကျော်မှာအာမက်ရဲ့ volley ဆွဲကန်ချက်ဂိုးနဲ့တော်တော်လှတဲ့ဂိုးနဲ့ပြန်လာနိုင်ခဲ့တယ်ပွဲပြီးကန်ဒီမှာအာမက်နောက်တစ်ချိန်ကန်တာဂိုးသွားခဲ့ရင်ကတ်တောင်ပြန်နိုင်သွားဘူးဒါဖြစ်ဖြစ်တုံ့ပြန်မှုလေးတွေကောင်းလာတယ်။တေးကြတာအရင်ချီကျူးရမှာမဟုတ်ဘူးဆိုပေမဲ့အရင်လိုမျိုး ပြန်ပဲလုတ်သမယကိုငုံခေါင်းငုံခံနေတဲ့ United မဟုတ်တော့တာတော့သိကြတယ်။လိုအပ်ချက်ကလေးတွေအားနည်းချက်ကလေးတွေတိုးတက်မဲ့အပိုင်းလေးတွေတော့အများကြီးရှိနေသေးတယ်။ဘာဖြစ် United ရဲ့လက်ရှိကာလကတော့ခြေသွမ်းရရောတိုးတက်မှုတွေရရောရက်လက်ရောကျွန်တော်ဒါတိမတ်ပြလို့ရတော့ကျူဆူရမယ့်အခြေအနေလေးပေါ့ကျွန်တော်အဲ့လိုမြင်ပါတယ်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အခုဒီတပတ်နှစ်ပတ်တော့ရှိပြီပေါ့လေဒီ United ကြောင့် ဟိုဟိုတုံ့တမှုတွေသူ့နဲ့ပတ်သက်ပြီးဆွေးနွေးတာလေးတွေပါသူ့ဘောကျွန်တော်လေးလေးနဲ့နဲ့ပြောရမယ့်အပိုင်းလေးတွေရှိလာတယ်ကောင်းလာလေးတွေဆွဲထုတ်ပြီးတော့ပြောစရာလေးတွေပါလာတယ်တကယ်ပြီးခဲ့တဲ့နှစ်နှစ်၃နှစ်ဆိုလို့ရှိရင်ကျွန်တော် United ဘောတွေတုံ့တက်လို့ရှိရင်အရင်စိတ်စိတ်ညစ်ခဲ့တယ်ဘောဆိုတော့သူကတွားပြောရင်အဆင်မပြေတဲ့အကြောင်းပြောနေရတယ်ပြီးရင်သူ့ဘောမှာယုံကြည်မှုရှိမနေဘူးလေဆိုတော့ကိုကိုရီးယားစိတ်ကိုက United ရဲ့ခြေစွမ်းပေါ်မှာယုံကြည်မှုရှိနေတဲ့အခါမှာဟိုဘာလို့လိုက်ပြီးတော့ သူနဲ့ပတ်သက်ပြီးတော့ပြောပြရမှာမသိရဘူးအခုအချိန်မျိုးဆိုလို့ရှိရင်ဒါစပါနဲ့တွေ့နေပြီဒီပုံမှာကျွန်တော်တို့တည်တခြားခြားလေးလေးနဲ့နဲ့ပြောရမယ့်အားလေးရှိရဲယုံကြည်မှုသူ့ပုံမှာကျွန်တော်တို့ထားထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဟိုဒီဘွဲ့ရလက်ကဘလို့ဖြစ်မလဲပေါ့အဲ့တော့ဟိုအရှိမပြောခဲ့တဲ့ဒီမနစ်ကမနိုင်တာတွေရောခုနှစ်ကြိမ်ဆက်နောက်ဆုံး၅ဘွဲ့ရှုံထားပြီး၂ကြိမ်တည်ချထားတယ်ရောဆိုတာ United ရဲ့အဆိုးအဝါဆုံးအခြေအနေတွေပါ ဖြတ်တန်းခဲ့တဲ့ချိန်မှာတွေးဆောင်ခဲ့တဲ့ဟာပေါ့လေအခုကတော့အဲ့အချိန်ဒီတခုမဟုတ်တဲ့နောက်ထပ် level တခုတော့ United က Switzerland တက်လာတဲ့အချိန်မှာတွေ့တဲ့ဘွဲပေါ့လေဒီဘွဲအဲ့တော့ကျွန်တော်တို့အဝေးကွင်းတော့အဝေးကင်းခက်တော့ခက်တယ်အဲဒါပေမဲ့နိုင်သွားနိုင်လားဒါမှမဟုတ်တည်ရဆိုရင်ရောကျွန်တော်တို့ United အတွက်ကဒါဟိုလက်ခံလိုရလောက်တဲ့အဖြစ်ဖြစ်မလားပေါ့နော် United နိုင်သွားနိုင်လား တည်ဆိုရင်ရော United အတွက်အပေါင်းလက္ခဏာဆောင်နိုင်လားပေါ့အခုချင်းကြီးပဲဒီရလလေးစဆွေးနေပါဟုတ်ကဲ့ပါအဲ့တော့နိုင်ဖို့ကတော့အပြောတော့လွယ်သလောက်အလုပ်တော့ခတ်မှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဟိုစပါးနဲ့ကစားသွားတဲ့ Chelsea လောက်သွားသလိုလောက်နိုင်ခဲ့ရင်တော့ United မှာအခွင့်အရေးရှိတာပေါ့ဒါပေမဲ့ United အဲ့လောက်အဝေးကွေးမှာလောက်ပြနိုင်မှာမလားရှင်းမလဲကိုဆိုပြီးပြောသလို United ရဲ့ဒီရဒီရလက်ကောင်းနေရအိမ်ကွေးမှာပူရတာပူများတယ်လီဗာပူးနဲ့တပွဲပဲအဝေးကွေးနိုင်ထားရဆိုတော့အဝေးကွေးမှာတော့ United ကိုလည်းအရင်ယုံကြည်လို့မရအောင်တစ်ဖက်မှာ Spurs ကလည်းအင်ကွင်းဆိုရင်၄ပွဲဆက်နိုင်ပွဲပြောင်းနေပြီးတော့ Villa ကိုရှုံးထားတယ် Chelsea ကိုရှုံးထားတယ်တဘုံမောက်ကိုရှုံးထားတယ် Wolverhampton တော့တေးပဲရထားတယ်အင်ကွင်းနေတော်တော်လေးညံ့နေရဆိုတော့ဒီမှာ United ဘက်မှာလည်းခွင့်ရတော့ရှိပါတယ်ပွဲကမျှကြီးမျှကြီး50 50ဆိုတဲ့အခြေအနေမှာပွဲအတွင်းမှာဘယ်သူအမှားလေးပိုလုံမလဲဆိုတာကိုပဲကျွန်တော်ကြည့်ရမယ်အဲယုံကြည်မှုရပြောမယ်ဆိုရင်တော့ဒီချိန်မှာကျွန်တော် United ကိုပို့ပြီးတော့ယုံလို့ရမယ်ထင်တယ်တခုတော့ကျွန်တော်စိုးရင်ဟုတ်စပါးအသင်းဘက်ကြောင်းပြောရင်စပါးမှာကအဲ့နောက်ခံလူရိုမေရိုကသူတို့ရဲ့ ဒီရဒီအဓိက main လို့ဖြစ်လာရိုမေရိုပါလာတဲ့ဒီရဒီ၉ဘွဲမှာဆိုရင်တပွဲပဲရှုံထားတယ်ရိုမေရိုမပါတဲ့၅ဘွဲမှာဆိုရင်၃ဘွဲတောင်ရှုံထားတယ်အေးမပါတဲ့၅ဘွဲကဘာမျိုးလဲဒါရရတယ်ဒါရရနေတာဒါရရအခုပြီးခဲ့တဲ့ဒီဂျာရဲ့ချန်ပီယံလိကိုပင်ရင်ကင်းတဲ့ဘွဲမှာပြန်ပြီးတော့လူစားဝင်ပြီးတော့ဒါပွဲထွက်နေနဲ့ပြန်ကစားသွားဆိုရိုမေရိုကဒီဘွဲမှာပြန်ပါလာတယ်အဲ့တော့ဒါ United ရဲ့နည်းနည်းလေးတော့ပိုရင်ဟိုအင်အားကောင်းတဲ့စပါးကိုရင်ဆိုင်ရနိုင်တယ်ဗောလေဒါနည်းနည်းလေးတော့သတိထားရမယ်အချက်ဒီမှာကျွန်တော် United ပိုသဘောကျပါတယ်တေးကြဖို့ပွဲကပိုများတယ် 80ရာခိုင်နှုန်းလောက်သေကြနိုင်ချေများရလို့ထင်တယ်။မဖြစ်မနေအနိုင်ရမယ့်အသင်းရွေးပါဆိုတော့ကျွန်တော်အရေးဆုံးပြီး United ကိုပဲရွေးချင်ပါ။ဟုတ်ကဲ့။ဟုတ်ကဲ့။ကိုဆိုးဆိုတော့ဒီပွဲရလိုက်လိမ့်မလို့ဖြစ်မယ်ထင်လဲ။စောစောပြောသလိုပဲကိုချင်းညူမိခဲ့သလိုပေါ့။တည်ဆိုရ United အတွက်တန်လားပေါ့နော်။ဟုတ်။ဒီပွဲမှာကျွန်တော်သတိထားမိတဲ့အချက်ကဟိုနကကိုချင်းညူရှေ့အပိုင်းမှာပြောပါခဲ့တယ်ပေါ့။ဟို United ကတပတ်မှာတပွဲပဲ။အေးစစ်စစ်ပွဲကိုသူတို့ စိတ်ကြိုက်စီမံလို့ရတယ်ဗျာ။တိုင်ဘက်တည်းကကြတော့ကြားထဲမှာဥရောပပွဲတွေဝင်လာလိုက်တခြားပြည်တွင်းဖလားတွေဝင်လာလိုက်ဆိုတော့နည်းနည်းလေးပွဲကိုချိန်ညှိရတဲ့အပိုင်းလေးတွေဒီလေ့ကျင့်ရေးအပိုင်းတွေမှာနည်းနည်းလေးပြဿနာရှိရပေါ့။ပြီးတော့တခွင်းနဲ့တခွင်းသွားတဲ့အနေအထားဥမာလန်ဒန်နေတခြားမြို့ကိုသွားမယ်တခြားမြို့ကနေအဲ့လိုသွားမယ်အဲ့ဒါလေးနည်းနည်းရှုပ်တယ်ပေါ့နော်။အခု United ကအဲ့ဒါမရှိဘူး။ပြီးတော့စပါးမှာကဒဏ်ရာပြဿနာကျွန်တော်လက်ရှိရထားတဲ့လူစင်းရဆိုရင်၁၀ရောက်၁၁ရောက်လောက်ရှိတယ်။အဲ၁၀ရောက်၁၁ရောက်လောက်ထဲမှာအသင်းရဲ့အဓိကစားသမားလည်း၄၅ရောက်လောက်ပါတယ်ဗျ။ဒဏ်ရာပြဿနာတော်တော်ကြီးကို ရိုက်ခတ်နေတယ်ဆိုတော့ဒီနှစ်ခုကြားမှာတော့အောက်တာချာအနေနဲ့ချက်က United ဘက်မှာရှိနေတယ်ပြီးတော့ United နဲ့ပတ်သက်ပြီးသတိထားမိတဲ့ချက်ကဒီယာဒီမှာသူအမှတ်တမ်းဆိုးတွေကိုအသင်တိုင်းနေပါခြေဖြတ်ခဲ့တယ်။အမှ Anfield ကမှာ7နှစ်လောက်တည်းမနိုင်ခဲ့ဘူး။ဒီနှစ်မှာ Anfield ကမှာနိုင်တယ်။ Brighton ကိုသူတောက်လျှောက်သူ့အိမ်ကွင်းမှာလည်းတောက်လျှောက်ရှုံးတယ်။နောက်ဆုံး9ပွဲမှာ6ပွဲရှုံးတယ်ဒီနှစ်မှာနိုင်ခဲ့တယ်ပေါ့နော်။ပြီးတော့ပြီးခဲ့တဲ့ဘက်က Forest ကိုသူသုံးပွဲဆက်တိုက်ရှုံးတယ်။ဒါပေမဲ့ရှုံးဒီပွဲမှာမနိုင်ဘူးဆိုပေမဲ့ပြန်ပြီးတော့တည်ရရလက်ပြန်လာတယ်။ရလက်လေးတွေအပေါင်းလက္ခဏာဆောင်းလာလေးမြင်ရဆိုတော့ ဒါ United ဘက်ကတော့နည်းနည်းလေးပိုအားသာရလို့ထင်တယ်ပွဲကိုချင်းကြရတဲ့ပုံစံကစားသမားတွေရဲ့ recovery ဖြစ်တဲ့အပိုင်းဒီ Nilo စိတ်ဒီဟာတွေပေါ်မှာအများကြီးပိုပြီးတော့အားကောင်းတယ်လို့ထင်တယ်ဒါပေမဲ့စပါးက United အတွက်တကယ်ကိုနေနောက်ပိုင်းတွေမှာဟိုရင်ဆိုင်ရခက်ဆုံးပြိုင်ဘက်ဖြစ်တယ်ကျွန်တော်အမြင်နိုင်မလားဆိုရင်တော့ကျွန်တော်လည်းနိုင်မလို့မထင်ဘူးဒီပွဲကတည်ကနှစ်သင်းလုံးအတွက်အမျှတဆုံးလို့ထင်တယ်ကျွန်တော်ဒီပွဲကို1-1လောက်ပဲကျွန်တော်ထင်တယ်တည်ရလို့ကျွန်တော်ယူဆပါတယ်ကိုဟုတ်ကဲ့အဲ့တော့ခုဆိုရင်တော့လည်းဒီပွဲ ဒီ one one ပေါ်လေတည်ကြမယ်လို့ယူဆရတယ်ခုချင်းကြီးကလည်းပြောထားတယ်ထဲမှာပါပါတယ်80ရာခိုင်နှုန်းလောက်တည်ကြမှုများတယ်မဖြစ်မနေနိုင်မယ်ဆိုရင်တော့ United ကိုအရေးဆုံးပြီးယူချင်တယ်ဆိုတော့အဲ့တော့ဒီဘွဲကဟိုတုံးထက်မှုကြီးကတော့တည်ကြသွားမဲ့ဘက်ကိုတော်တော်လေးများနေပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကတခုဟိုကောက်ချက်ဆွဲကျင်တာကဘာလေးတခုရှိမလဲဆိုတော့ဟိုစစ်တဲ့ဘိုင်းဆိုင်ရာအရာရောဟောဒီဒီလူရှင်အရာအခြေအနေမှာရော ခုဆိုရင်တော့အခုချင်းကြီးပြောတဲ့အထက်မှာ United ကတော့နည်းနည်းလေးဟိုအပေါင်းလက္ခဏာပိုဆောင်တဲ့ဘက်မှာတော့ရှိနေတယ်။ Spurs ကတော့တန်ပြဿနာလေးတွေရှိနေမယ်။ဆိုတော့ United ကသွားနေတဲ့ Rotherham ရရှိရလာဒူဒီအချိန်ဟုံက United ကမရခဲ့တာကြာပြီလေ။ဆိုတော့ဒီအချိန်ဟုံလေးနဲ့ဆိုယုံကြည်မှုကတော့အားကောင်းနေတယ်ဆိုတာလေးကတော့တစ်ချက်ရှိတယ်။ဆိုတော့တကယ်လို့နိုင်ခဲ့မယ်ဆိုရင်တောင်မှအဲ့လေကသူတို့တွန်းပို့သွားတာပဲဖြစ်နေမိထင်ပါတယ်နော်ဟုတ်ကဲ့အဲ့တော့ United ဘွဲတော့အဲဒီမှာပဲနားလိုက်ပြီးတော့နောက်ထပ်တဲ့ဘွဲကဒီနေ့ညမှာအရှင်မင်းကစားမယ်ဆန်နန်လန်နဲ့ ာဆင်နယ်ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီပွဲကတော့အာဆင်နယ်ကျောင်းကလူပြောများတယ်ပြီးတော့ကျွန်တော်လည်းတချို့ကပြောကြတယ်အာဆင်နယ်ဟိုပရိသတ်လားပေါ့နော်အာဆင်နယ်ဘယ်ကပေါ့အာဆင်နယ်ပဲအားမင်းနေတာအဘုံလားပေါ့ဆိုတော့လာမေးကြကျွန်တော်အာဆင်နယ်ပရိသတ်မဟုတ်ပါဘူးဒီကောင်းတဲ့တင်းတွေကိုလိုက်ပြီးတော့အားပေးနေတာများတော့အဖြစ်တော့ဘယ်လိုပြောမလဲအာဆင်နယ်ဖလားမရကြအာဆင်နယ်လိုက်အားပေးလိုက်ပေါ့ကျွန်တော်တို့ကြောင့်ပါလေအဲ့လိုအဲ့လိုလည်းပါဆိုတော့အဲ့တော့အာဆင်နယ်ကောင်းတဲ့ကြောင်းလေးတွေပြောရမှာမလို့ဆိုတော့ဒါလေးစကားခံတာအဲ့တော့ကမ္ဘာအကောင်ဆုံးအသင်း ဖြစ်အဆင်နဲ့ဖြစ်နေပြီလားဆိုတာလေးလဲတွေ့တယ်ဒီမနေ့ဖတ်လိုက်ရတယ်ဆိုတော့ဒါလဲဟိုဟိုအောင်ရှင်လဲဟုတ်မယ်ဟိုကောင်းလဲဟုတ်နိုင်တယ်ဒါဒီပုံမှာယုံကြည်တဲ့လူတယောက်ရဲ့အတွေးလဲဖြစ်နေတယ်ပေါ့နော်အဲနောက်တစ်ခုကဟို CR7 Cristiano Ronaldo ကဒီနေ့ Premier League Champion စပါးပဲဖြစ်နိုင်မယ်အာဆင်နယ်ဖြစ်နိုင်တယ် sorry အာဆင်နယ်ဖြစ်နိုင်မယ်ဆိုတော့လေးပြောထားတာတွေ့တယ်ဆိုတော့အဲအဲ့အလေးမှာအာဆင်နယ်ကဒီနေ့စိတ်ထဲခေါင်းထဲကိုဒီမနေ့မှာရောက်လာတယ်ပေါ့လေအဲ့တော့ဟိုအာဆင်နယ်အကြောင်းလေးလဲ ပြောပါအောင်ပြီးတော့ဂျာရက်ကချန်ပီယံလိပွဲစဉ်တွေကြီးလိုက်တဲ့အခါမှာအာဆင်နယ်ဒီနေ့ပို့ပြီးတော့ရင့်ကျက်လာမှုဟိုလူလူမှဆိုရင်ပို့ပြီးတော့လူကြီးဆန်လာတဲ့အားတွေပေါ့နော်အရွယ်ရောက်လာတဲ့ဟာလေးတွေကဘလူးလေးတွေမြင်နေပေါ့နော်ခုဆိုရင်ဆိုအဲ့ဘော်လေးစပြီးတော့ဆွေးနေပါလက်ရှိအာဆင်နယ်ကအခုခုနစကားလေးကိုပြောရရင်တော့ဟိုလက်ရှိဥရောပတစ်ခွင်လုံးပေါ့နော်တစ်ခွင်လုံးမှာသူ့ထပ်ပေါ်ပြီးဒီရတယ်မှာရက်တန်မှန်ပြီးကောင်းနေရဆိုတော့ကျွန်တော်သတိထားမိရဘိုင်ယန်တသိန်းလာပဲရှိတယ်ဘိုင်ယန်ကကစားသမျှပွဲတိုင်း တရားခိုင်တော့နိုင်တာဟုတ်သူကစားတဲ့လီရောတခြားကပ်ပွဲတွေရောနိုင်တာအာဆင်နယ်ကတော့အဲ့လောက်တော့မကောင်းဘူးဒါပေမဲ့အာဆင်နယ်ကနောက်ခုနောက်ပိုင်းသွားနေတဲ့ red dan ကတော်တော်လေးကိုကြောက်စရာကောင်းတယ်ခွာအခုဆိုရင်နောက်ဆုံး၈ပွဲဇက်တိုက် clean sheet နဲ့နိုင်ထားတာကနိုင်လဲနိုင်တယ် clean sheet လဲရထားတယ်တော်တော်ကိုကြောက်စရာကောင်းတယ်မှတမ်း premier premier league ကလည်းဒီနောက်ပိုင်းမှာတောက်လျှောက်နိုင်လာသလို champion league ၄ပွဲကစားခဲ့ရမှာ၄ပွဲလုံးရအောင်နေတယ်သူနဲ့ bayern နှစ်သင်းပဲရှိအဲ့ဒါလေအဲ့ထက်မှာ arsenal ကဘေးကိုတကူးမှမရှိဘဲနဲ့နိုင်ထားတယ်ဆိုတော့ တော်တော်ကိုဗျာသူရဲ့ရက်တန်ကအကောင်းဆုံးနေထားမှရှိနေပြီဒါပေမဲ့ကျွန်တော်သတိထားမှာအာဆင်နယ်ရဲ့ဟိုလက်ရှိအခြေအနေကတော်တော်လေးဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ပြီးခဲ့တဲ့ချန်ပီယံလိပွဲမှာဆိုရင်ဒါအသင်းရဲ့အားထားတဲ့တိုက်စစ်မှုရှော့ဂရက်မပါနိုင်ဘူးဒါမာတင်နယ်လီမပါနိုင်ဘူးကိုသမားကစ်ပါမပါနိုင်ဘူးရှေ့မှာလည်းကျွန်တော်တို့ဒါအသင်းရဲ့ကစားသမားအဓိကကစားသမားတွေဒီယာဒီမှာတိတ်ကစားကွက်မရတဲ့ကိုင်ဟာဗတ်တို့ဂျေဆူးတို့အိုဒီဂတ်တို့မာဒူဂီတို့မပါဘူး။ဒါမှမဟုတ်9ယောက်6ယောက်လောက်ဒဏ်ရာပြဿနာရှိနေတယ်ဆိုတော့ဒါသူ့ရဲ့လက်ရှိတက်နေတဲ့ဖောင်ကို သတိထားတော့မဲ့အချိန်ရောက်လာပြီဟုတ်ဒီနောက်မဲ့ဆန်နာလန်နဲ့ပွဲရင်လည်း international break ကပြန်ဝင်လာတော့မယ်ဆန်နာလန်နဲ့ပွဲသာနိုင်သွားမယ်ဆိုသူတက်နေတဲ့အချိန်ကိုထိန်းထားပြီးတော့ international break တက်ဖြတ်ပြီးမှနောက်ထပ် red tan တစ်ခုကိုပြန်တင်လို့ရရဆိုတော့ဒီပွဲကတော်တော်အရေးကြီးတယ်ဆန်နာလန်ကလည်းဒီအသင်းငယ်တွေထဲမှာတော်တော်လေးကိုခြေစွာနေပြီးတော့တန်းတက်တွေထဲမှာကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပြီးတော့ကစားတာလည်းမာရီကျော်ရရှိတယ်အဲကစားပုံချစ်လစ်တယ်ပြီးတော့အသင်းလိုက်စူးစိမှုကောင်းတယ်အဲ့မှာလည်းအာဆင်နယ်ကစားသမားရှာကာဦးဆောင်ပြီးတော့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဆိုရှာကာက ်အေဗာတန်နဲ့ဝမ်ဝမ်ထင်တယ်တေးကြတဲ့ဘက်မှာဒါ6000တွင်းသွားခဲ့တာဆိုတော့ဟုတ်ဒီပွဲကအာဆင်နယ်ရဲ့ဒီကလင်းရှင်းနိုင်ပွဲတွေကိုဘယ်လောက်ထိဆွဲဆန့်နိုင်မလဲပေါ့နော်ဒီပွဲကနိုင်ခဲ့မှာဆိုရင်ဗျာနောက်ဘက်နောက်မှာသူကပွဲချက်တွေကလာတော့မှာဥရောပဘက်မှာရောပရီးမီးယားလိမှာလာတော့မှာဆိုတော့ဒီတစ်ဖက်မှာတော့ကျွန်တော်လည်းဒီကလင်းရှင်းနဲ့နိုင်ထားတဲ့ဟာလေးကိုဆက်ထိန်ထားနိုင်တဲ့လို့ကျွန်တော်ထင်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့ကိုဆိုးရတဲ့ဘောလုံးဘိုင်းရဲ့နဲ့အာဆင်နယ်လက်ရှိဥရောပမှာတော့ဟိုဖောင်ရအကောင်းဆုံးအကောင်းဆုံးမှာရှိနေတယ်ပုံစံအကောင်းဆုံးဒါပေမဲ့အာဆင်နယ်ကတော့ဟိုပြောလို့ရှိရင် ပိုခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ပိုပြီးတော့ခက်ခဲတဲ့လိမှာဖြတ်တန်းရတာပေါ့ဒါလေးကို꽈လိုက်မယ်အဲ့တော့ဟိုကိုစိုးစပြောတယ်ဒါမှအ clean sheet တွေကိုကျွန်တော်စိတ်ဝင်စားရတယ်ပေါ့လေဒါပေမဲ့အဲ့အကြောင်းကိုပြောနေတာ clean sheet ပွဲတွေအရင်များနေတယ်ရှစ်ပွဲဆက်ပြီးကိုမရှိတယ်ဗါလေပြောနေတာအာဆင်နယ်ဖြစ်နေတယ်အဲ့ဒါသူ့ရဲ့ရိုးရာဝတ်ဆုံးတော့မဟုတ်ဘူးအာဆင်နယ်ဆိုအဲ့အလေးတစ်ခုပေါ့လေအဲ့အလေးတစ်ခုကဒါဟိုဟိုအနှုတ်လက္ခဏာဘက်ကပြောနေတာမဟုတ်ပါဘူးအာဆင်နယ်ကအဲ့လိုချိန်ပြီးတော့အဲ့လိုချင်းကက်သွားပြီးတော့နောက်ထပ်ခြေလမ်းလမ်းလာ တယ်လို့မြင်တယ်အဲ့ဒါကိုကျူလဲကျူဆိုတယ်ဒါပေမဲ့ကျွန်တော်တို့အရသာဟိုမွေးငါးဆိုဒီဆိုင်ဆန်းနေကြအရသာလေးနည်းနည်းပြောင်းပြောင်းသွားသလိုပဲမျောင်းမြတ်နဲ့ဘူကလေးလောက်ပြောင်းသွားသလိုပဲဒီဆိုင်ရောက်ဒီဆိုင်လေးပဲအရင်ကတော့မျောင်းမြတ်မွေးငါးအခုကတော့ဘူကလေးမွေးငါးဖြစ်သွားသလားပေါ့လေဆိုတော့အဲ့လိုမျိုးလေးခံစားရတယ်နောက်တစ်ခုကဟိုကိုချင်းကြီးကအဲ့ဒါလေးတစ်ချက်ရယ်ကလင်းရှိနဲ့သွားနေတဲ့ဟာလေးကဘာအားနဲ့ချက်သူတို့တဲ့ဖြစ်လာနိုင်တယ်တချင်းကြီးမှာပေါ့အဲ့ဒါလေးတစ်ချက်ကနောက်တစ်ခုကချန်ပီယံလိပေါ့အဲ့တော့အာဆင်နယ်ဆိုရင်ဒါပရီးမီယာလိတိုက်တဲ့ race မှာဖလားယူမယ်ဆိုတော့ကျွန်တော်တို့ ပြည်သက်တွေကလည်းမြင်ရောလိမ့်နေဒီဖလားကိုပဲစိန်ခေါ်ဖို့ပြောနေကြတာဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့ရှူတော်မှာအာဒီတာတို့နဲ့အာဆင်နယ်ဝယ်ဝင်နေအားလုံးကချန်ပီယံလိဂ်ရောချိန်ယူထားတာရှိအောင်ရှိနိုင်သလားပေါ့ဟုတ်ပြိုင်နဲ့ပြိုင်ပွဲတိုင်းမှာတော့အသင်းတိုင်းကတော့သူတို့အောင်မြင်ခြင်းကြတာကြီးပဲပေါ့နော်အဲ့တော့ရေဘူးကကြကြပြောမယ်ဆိုရင်တော့ဖလားနှစ်ပရီးမီးယားလိဂ်ရောချန်ပီယံလိဂ်ရောတစ်နှစ်လုံးတစ်နှစ်ထဲမှာယူဖို့ကြတော့ကန်ညာဝရီကကံမပါဘူးရလိုလာပြီပေါ့နော်ဟို ရိယာအားဆိုင်မယ်သူတို့ကကြိုးစားအားထုတ်မှုအားဆိုင်မယ်ဆိုရင်တော့မှကန်တရားကျွန်တော်မမြင်နိုင်ဘူးအဲ့လိုမျိုးပြောချင်တာကန်တရားဆိုတာမှအများကြီးပါတယ်ဗျအစိပ်ပိုင်းအဓိကကစားမတွေဒဏ်မရသွားဘူးပြီးတော့ပြိုင်ပွဲအဆင့်တိုင်းမှာစောစီစီအသင်းကြက်တွေနဲ့ဥပမာဘိုင်မြူနစ်လိုအသင်းမျိုးနဲ့ရှုံးထွက်လောက်မှာစောစီတွေ့သွားရင် PSG လိုအသင်းမျိုးနဲ့စောစီမနှစ်ကဆို PSG နဲ့ quarter မှာလာမသိဘူးတွေ့စီမီမှာလာမသိတွေ့သွားစီမီမင်းထီရောက်တယ်နော်အဲ့မှာ PSG နဲ့တွေ့ပြီ PSG ကိုရှုံးတော့ချန်ပီယံဖြစ်လာမယ်ပြောချင်တာကအဲ့လိုစီမီ final ကျမှ BHG နဲ့သာတွေ့ရင်အဖြေအနေကတမျိုးဖြစ်ရင်လည်းဖြစ်သွားမှာပေါ့နော်အဲ့တော့ပြောချင်တာအဲ့လိုဖလားလန်းကျောင်းကြတော့တမျိုးဖြစ်သွားရောလိပြိုင်ပွဲကြတော့တရာတီလို့မာရသွန်လိုမျိုးအရှည်ကြီးသွားတာကြတော့ဘယ်ပွဲကိုဘယ်တက်နဲ့လှော်မယ်ဘယ်ပွဲကိုဘယ်တက်နဲ့လှော်မယ်ခုအာတီတာနဲ့အာဆနယ်သွားနေတာက လိပြိုင်ပွဲမှာအောင်မြင်ဖို့ဒီပုံစံလက်ရှိသွားနေတဲ့ trend နဲ့သူတို့ရဲ့သွားနေတဲ့ပုံစံရဲ့လိပြိုင်ပွဲမှာအောင်မြင်ဖို့ကပိုနီးစက်လာပြီဟုတ်ဟုတ်ဖလားပြိုင်ပွဲကကြတော့ကန်ဒီကံမပြောလို့မရဘူးဖြစ်ချင်းလည်းဖြစ်သွားနိုင်တယ်လို့ဖြစ်ချင်းမှလည်းဖြစ်လိမ့်မယ်ဒါ50 50ပဲကို့ပုံမှာတရားရင်လုံးမီတော့မမီဘူးเนาะအဲ့တော့နောက်လာမှာဘာနဲ့တွေ့မယ်ဘယ်သင်းနဲ့တွေ့မယ်ဘာဖြစ်လာမလဲဆိုတာဘာမှမပြောလို့မရဘူးပြိုင်ပွဲတည်းရဲ့အခြေအနေလဲကျွန်တော်တို့ထဲမတွက်ဟိုမမြင်ရသလိုကို့အသင်းရဲ့ဒဏ်ရာပြဿနာတွေကဥနာပြောလို့ဒီကစားမှလည်းအဲ့ချိန်နာသွားခဲ့ဥမာစကားလို့စားမှနာသွားရင်သွားပြီအရေးကြီးတဲ့အချိန်ကြောင့်မိုးရေကြီးထဲမှာအဲ့လိုမျိုးတွေပြဿနာကြီးရှိတယ် လက်ရှိအာဆနယ်သွားနေကိုမဲ့သူကမပြောတဲ့ဟာဒီခံစစ်ကတော့မှန်ပါတယ်အာဆနယ်ရဲ့လုံးဝဟိုသူ့ရဲ့မီယိုဖလာ DNA မဟုတ်ဘူးကျွန်တော်အာဆနယ်ကိုသိထားတာတိုက်စစ်အာတန်မှုတွေကွင်းလေအာကောက်မှုတွေဖြိုးမှုပေးနိုင်တဲ့ကစားဟန်တွေနဲ့သိတာအခုကအဲ့ဒါတွေကမမြင်ရတော့ဖြစ်သွားပြီဟိုဖြိုးမှုပေးနိုင်တဲ့ကစားဟန်ဆိုတာထက်ကိုကစားဟန်တော့မစိုးပါဘူးကောင်းပါတယ်ဒါပေမဲ့သူတို့ကပုံစံမျိုးစုံနဲ့ပြိုင်ဘက်ကိုဖိအားပေးမယ်အနိုင်ရလက်ကိုဘလိုနီးနဲ့မဆိုရအောင်ယူမယ်နေရိုမာဂျင်နေနဲ့အနိုင်အောင်ဘလိုကစား ဘလို့ထိချုပ်ရမလဲဆိုတော့ကောင်းကောင်းသိလားအရင်တော့ကျွန်တော်အာဆင်နယ်မမြင်ရတဲ့အားသာချက်တွေအများကြီးမြင်လာတယ်ဒါကချန်ပီယံဖြစ်ချင်တဲ့အတင်းအသင်းရဲ့ဂုဏ်သက်တည်းလိုပဲမြင်နေတယ်အဲ့တော့ဒါတို့ဖြည်းဖြည်းချင်းအာဒီတာရိုက်သွင်းလာရိုက်သွင်းလာပြီးဒီဟာဒီမှာတော့တော်တော်လေးရုပ်လုံးပေါ်လာပြီပေါ့နော်ဒီချိန်မှာတော့ပြိုင်ဘက်တိုင်းရဲ့လေးစားမှုကြောက်ရွံ့မှုပြိုင်ဘက်တိုင်းရဲ့သတိထားစောင့်ကြည့်မှုခံရတယ်တကယ်လည်းအဲ့လိုဖြစ်အောင်လဲပွဲတိုင်းမှာ consistency ဖြစ်ဖြစ်နဲ့လုတ်ပြနေဒီကစေရောနိုင်တာကိုစုံစုံရှိမှပြောလို့ ခတ်ပယ်ရတယ်ဆိုတော့ပြိုင်ဘက်တွေကိုရှေ့မှာအလဲထိုးခဲ့ပြီ။ဆယ်ပွဲဆက်တင်နေနိုင်တယ်နော်။နော်ပြိုင်ဘက်ဆုံးဆယ်ပွဲဆက်နိုင်တယ်။နောက်ဆုံး၈ပွဲဆက်ကိုမပေးရအောင်။နောက်ဆုံး၁၀ပွဲမှလည်းတကူပဲပေးထားရဆိုတော့ဒီရာဒီအဲ့ဒီခံစစ်အမှန်တော့မနှစ်ကလေရှစ်နှစ်ရာဒီလုံးမှလည်းဂိုးသမားရာယာပရီးမီးယားလိမှာကလင်ရှစ်အများဆုံးနဲ့ရွှေလဲအစုယူထားပြီးသားမနှစ်ကဆိုလည်းပေးကို28ဂိုးနဲ့မှတ်ပေးပရီးမီးယားလိမှာပေးကိုအ ਨੇ စုံတဲ့ဒါပေမဲ့အာဆနယ်ကိုချန်ပီယံမဖြစ်အောင်ဆွဲချနေတာက တိုက်စစ်ပိုင်းမှာလိုချင်တဲ့အနိုင်ပွဲတွေရဖို့အတွက်လိုအပ်နေတဲ့ဂိုးတွေလိုအပ်နေပြီဆိုရင်သွင်းမေးမှန်တဲ့ကစားမမရှိဒီအသည့်မှာအဲ့ဒါလည်းဖြည့်ရှင်းသွားနိုင်တယ်လို့တစ်ဖက်မှာလည်းပေးကိုနှုတ်ကတိတူတာရောကြလာတယ်ဆယ်ပွဲမှာမှအခု3ဂိုးပဲရှိထားတယ်ဆိုတော့ချယ်ဆီရဲ့တရာဒီလုံး2004 2005လောက်ကမော်ရင်ဟိုကတရာဒီလုံးမှာပေးကို15ဂိုးပဲပေးပြီးတော့ ပင်မရလေးတရားစီထဲမှာပေကိုအနည်းဆုံးဆိုတဲ့စံချိန်ကိုအဲ့ record အာဆန်ကပြန်လိုက်မှီပွဲမှီနိုင်တယ်ဆိုတော့ stat တွေတောင်ထွက်လာတယ်ဒါတော့မှီခြင်းလဲမှီမယ်မမှီခြင်းလဲမှီယာတီကုံမှဒီအဖြေကိုကျွန်တော်သိရမှာပါလေအဲ့တော့ကလည်း morning hon နဲ့ chelsea ကယာတီဖွင့်17ပွဲမှာ3ဂိုးပဲပေးရတယ်အခုအာဆန်ရဲ့10ပွဲမှာ3ဂိုးဆိုတော့အဲ့လောက်နင်းဒီသွားတယ်เนาะအဲ့တော့ဒီနေ့ကစားမယ်ဆန်လန်လန်ပွဲမှာလည်းလက်ရှိ10ပွဲဆက်ဂိုးမပေးထားတဲ့အာဆန်ရဲ့ခံစစ်ကိုတော့အားလုံးယုံကြည်နေပါပဲကျွန်တော်တို့ပါဝင်တစ်ကဘာလုံးယုံကြည်တယ်အာဆန်ရဲ့ဂိုးသွင်းနိုင်နိုင်ပဲအခုအာဆန်ဖြစ်နေတာတကိုးရရင်နိုင်ပြီ ူတို့ကဂိုးတွေအများကြီးမလိုတော့အဲ့ဒါကိုကဒီနှစ်အားသာချက်လို့ထင်တာပဲအာဟုတ်ဟုတ်အဲ့တော့ဒီဒီဘလိုပဲဖြစ်ဖြစ်အာဆင်နယ်ရဲ့အဲဒီနေရောမာဂျင်နယ်ပဲနိုင်နိုင်ဘလိုပဲနိုင်နိုင်ဒါကိုလည်းကျွန်တော်တို့ကြိုးဆိုပါတယ်ဟိုအရင်လောက်ဖြောပြေမှုတွေအရင်မြင်နေရတာမဟုတ်ဘူးဆိုပေမဲ့လည်းကျွန်တော်တို့ကဆက်ကက်ပွဲကြည့်နေတာမဟုတ်ဘူးလေဘလိုမှကြည့်နေရဆိုတော့ကြောင့် ဒီအမှတ်တွေနဲ့နိုင်ပွဲတွေတဲ့လူတွေကြည့်တော့ကောင်းတယ်အမှတ်မရဘူးရှုံးနေတဲ့အဆင်ပြေမနေဘူးအဲ့တော့ချန်ပီယံစုအတွက်အရှင်ပြိုင်နေရတဲ့ပြိုင်ပွဲတွေမှာကျွန်တော်တို့ဖြိုပြမှုဒစိတေသာလည်းပေးမယ်ရလက်တွေလည်းကောင်းမယ်အောင်မြင်မှုတွေစူပလာလေးတွေယူပေးမယ်ဆိုရင်အဲ့လိုမှပဲပရိသတ်တွေအတွက်အဆင်ပြေတော့မှာအဲ့တော့သူတွားနေတဲ့လမ်းကြောင်းကိုကျူစွာတယ်နောက်တစ်ခုကကျွန်တော်ဘာလေးသောသောသတိရလို့ပြန်ပြောလိုက်တာလဲဆိုတော့မနစ်က IPS ချင်းတွေရဟိုဘမအောင်ကျွန်တော်သတိမရဘူးခုချင်းပြန်ပြောမှာသတိရအဲ့ဒီမှာကျွန်တော် semi final မှာတွေ့ခဲ့တယ်အဲ့တော့ဟိုချန်ပီယံလိဟာမျိုးကလည်းအရင်ကြီးမင်းချက်ထားပြီးတော့ဟိုစိန် င်ခေါ်ရင်မဟုတ်ပြီမဲ့လေရောက်နေတဲ့အစင်တိုင်းမှာတော့တစင်ချင်းကြော်ဖြတ်သွားဘူးတော့အားလုံးပြင်ဆင်ကြပါပဲပေါ့နော်အဲ့တော့အစင်တွေကိုမနစ်ကတည်းကလှုပ်ဆင်ခြင်းခဲ့တာကျွန်တော်တို့ဟိုလုံဟို traditional နဲ့နီးပြတွေတုံးခဲ့တဲ့အာနီးနီးပြွာနီးစနစ်တွေပေါ့လေဒါပေါ်တော့ဟို United ဆိုရင်ဒီ Henry Larsen တို့ Mobile တို့ဒီလို Champion League လို့ပွဲမှာတကယ်အတင်သုံးအွေကြီးအတွေ့အကြုံရှိရတိုက်စင်မှုတွေပေါ့ဒါပေမဲ့ဟိုလိုအပ်မှာကွင်းထဲဝင်လာမယ်အရင်ကောင်ကလည်း ဒဏ်ခိုင်းလည်း easy ထိုင်နေရမယ်အသက်ကြီးတဲ့အတွေ့အကြုံရင်းနဲ့အချိန်ကြီးဂိုးသွင်းမဲ့ဟိုအာဆင်နယ်တော့မှဟိုအပြန်ခေါ်ရပါလေ only you တစ်ခါပြန်ခေါ်သေးတယ်တစ်ခါပြန်ခေါ်လိုက်သေးတယ်အဲ့လိုမျိုးတစ်ခုခုပေါ့လေဆိုတော့ချန်ပီယံလိအတွက်ရာသီထိုးအပ်လောက်မှသွားမယ်ဆိုရင်အဲ့တော့ပြိုင်ပွဲနှစ်ရက်က တည်ကြဖို့ဖြစ်လာမှာပရီးမီးယားလိရဲ့ရာသီထက်ဝက်ကျော်ရဲ့ပရီးမီးယားလိရဲ့ပွဲတွေပိုခက်ခဲလာသလိုချန်ပီယံလိကလည်းနော့ကောက်ရှိတ်တွေကိုရောက်လာလိမ့်မယ်အဲ့ဒီအချိန်မှာနောက်ထပ် choice တစ်ခုလုပ်ဖို့အတွက်အာဆင်နယ်ကိုအဲ့လိုချန်ပီယံလိပွဲလိုမျိုးမှာတုံးမှုအတွက်အဲဘယ်လိုပြောရမလဲ only လို့ပေါ့ဗျာဒါပေါ်တော့အရင်ကမှထိုင်နေမယ်မိနစ်20လောက်ပဲကစားမှာအဲ့20လောက်မှာသူရှိကဂူးမျောလင်ကောင်းမျောလင်နိုင်တယ်ဆိုတော့တိုက်စင်မှုအတွေ့အကြုံရင့်နဲ့ကစားသမားမျိုးလေးတွေပြန်ပြီးတော့ဒီရာသီမှာဘက်က ဒီလောက်ထားရင်ကောင်းမလားဗောလေကိုတူတွေးကြည့်မိတာဗောလေဒါကဒါကတော့အဆင်နဲ့ဒီယာယီသွားမယ်ပြိုင်ပွဲနှစ်ရက်နေဗောလေအဲ့တော့ပြောရင်းနဲ့ကျွန်တော်ဒီဘွဲ့ပြန်ပြီးတော့ခေါင်းစဉ်ပြောက်သွားအဲ့တော့ဟိုဟာကုဆုံးစံလုတ်ပါအောင်ဆန်နလန်ကိုအဆင်နဲ့ဒီဘွဲ့အနိုင်ပြီးတော့သုံးမှတ်ပဲထပ်ရသွားမလားဗောနော်ဘလို့ထင်လဲဗောဆန်နလန်ကကျွန်တော်ဒါအနည်းဆုံးပြောမယ်ဆိုရင်စပါအာဆင်နယ်ရဲ့ပြိုင်ဘက်ချဲစီကိုစတန်ဘိုဘရစ်မှာနိုင်ထားတယ်နိုင်ထားတယ်ဗောနော်ဒီအနည်းဆုံးနဲ့မှာအဲ့တော့နည်းနည်းသတိထားရမယ်ဒါပေမဲ့အာဆင်နယ်ရဲ့ခံစိတ်ငင်းနေတော့ ်ချားနာတယ်ပေါ့အာဆင်နယ်ခန်းစစ်ကခုနကိုချင်းကြီးတို့ပြောသလိုပဲတကူရအောင်နဲ့သူကပွဲကို control လုပ်လို့ရပါတယ်ဆိုအဲ့တကူပဲလို့ရတယ်ဆိုတော့အဲ့ဟာနဲ့ပဲဒီခန်းစစ်ရဲ့နဲ့ပဲသွားလိမ့်မယ်အာဆင်နယ်တိုက်စစ်မှာဒဏ်ရာတွေတောင်လူမစုံဘူးဆိုပေမဲ့ခန်းစစ်ကတော့အလုံးတင်ပြည့်ချက်ပြည့်ပဲခန်းစစ်မှာအလုံးကအပြည့်စုံပါတယ်ဆိုတော့အဲ့ခန်းစစ်နဲ့ကျွန်တော်အချိန်တိုင်းမှာထိုးနှက်နိုင်မဲ့ counter တွေအဲ corner တွေပါမယ်ဒီ sub piece တွေပါမယ်အဲ့ဒါတွေနဲ့ပဲနိုင်ပါအောင်မယ်ကျွန်တော်ဒီဘက်မှာလည်းအာဆင်နယ်ကက်ပြီးတော့ 1စီ2စီဆိုတဲ့ရလက်မျိုးပေါ့နော်ထပ်ပြီးတော့နိုင်အောင်မယ်လို့ထင်တယ်ဒီဘက်ကျွန်တော်ဒါ November International Break မတိုင်ခင်မှာအစနေနိုင်ဖွဲအချိန်ရက်မှာမဟုတ်သေးလို့ကျွန်တော်ထင်တယ်ဟုတ်ဟုတ်ကဲ့အဲ့တော့ကုသိကုဆိုးရင်တော့ရက်မှာမဟုတ်သေးဘူးထင်တယ်နော်အဲ့တော့ကုသိညာလည်းဒီမှာလည်းရက်မယ်လို့တော့ရက်မှာမရခိုင်းမယ်မထင်ပါဘူးနော်ရက်လက်ဘယ်လိုဖြစ်မထင်လဲရက်လို့လည်းမရသေးဘူးဒီအစနေသွားနေတဲ့အချိန်ကအခုဒီကာလမှာသူ့ကိုရက်ဖို့ကတော်တော်မလွယ်သေးဘူးဒါပေမဲ့ဟိုကုဆိုးရင်တော့ခုနပြောသလိုပေါ့တခုတော့အစနေမှာပြဿနာလေးတွေရှိလာတိုက်စစ်မှာကစားမှာ6ရောက်လောက် โอดิแกนาနေတယ်အခုယောဂရက်စ်နာသွားပြီးမာတင်နယ်လီနာနေတယ်မာတူဂျီနာနေတယ်ကိုင်ဟာဘက်ကိုင်ဟာဘက်တို့ဂျေဆုလို့ဆိုရရာဒီမဆခင်နေရနာနေတော့6ယောက်လောက်ရှိသွားပြီကွင်းလင်းနဲ့တိုက်စစ်မှာ6ယောက်လောက်နာနေတာတော့မှဂျာရဲ့ချန်ပီယံစီမှာဂျာဘူတွေတွင်းသွားလားအဲ့ဒါမီနိုတို့တွင်းသွားတယ်အဲ့လိုပြောပါအဲ့ဒါစကွတ်တက်တော်တော်တောင်းလို့သာဒီချိန်မှာမသိတာအရင်အာဆင်နယ်နဲ့သာဒီလိုမျိုးဒီရာဒီ၈ယောက်လောက်သာမခွဖြည့်ထားလို့ဆိုရင်အခုချိန်ဆိုရွာလေနေလောက်ပြီအာဆင်နယ်ကိုသတိထားမိရပါတော့ဒါကျွန်တော်ဖြတ်ပြောတာဒီချန်ပီယံလိဘွဲ့ရဲ့ဂျာထဲမှာကစားတဲ့လိဘလားရဲ့မှာဆိုရင် ဒီခြေလေးကြ၄ရောက်တောင်သုံးပါတယ်ဟုတ်16နှစ်၄ရောက်16နှစ်ပုံမှန်16 15နှစ်တာတောင်ပါတယ်ဗျာ15နှစ်16နှစ်မပြည့်သေးတဲ့နင်းညဆိုချန်ပီယံလိမှာတမိုင်းမှာအသက်ငယ်ဆုံးပဲ15နှစ်နဲ့300ရက်လာမသိဘူးမက်စ်တောင်းမန်းကအဲ16နှစ်18နှစ်အဲ့လိုကစားမပြောချင်တာဗျာဟိုဒဏ်ရာပြဿနာတွေရှိနေတဲ့အချိန်မှာဒီလိုလူငယ်တွေကိုတဖြည်းဖြည်းချင်းပေါ့နော်နေရာပေးလာရင်လည်းပြောချင်တာမမြင်ဘူးတာတွေမလုပ်ဘူးတာတွေဗျာအာဆင်တွေမှာမြင်နေရတယ်အဲ့လိုအဲ့လိုမျိုးဖြစ်နေတယ် ပြောရလို့ရှိရင်တော့ဒီလိုလုပ်လို့ရအနေထားတစ်ခုရောက်လာလို့သူလုပ်နေရမြင်ရတာပေါ့နော်ဆိုတော့ဟိုအနေထားတစ်ခုမှာတော့သူကျွန်တော်လေးရောက်နေတယ်ဟုတ်တယ်ဟာလေးမြင်တာကလုပ်ပါဦးစီဆက်ပါဟုတ်အဲ့တော့ဒီခြေနေကတော့တိုက်စစ်နဲ့ကွင်းလယ်မှာတော့အခု Adidas မှာဖြစ်နေတာကရွေးစရာ option အများကြီးမရှိဘူးအရင်လိုမျိုးသူမှနှစ်သိန်းစာလောက်မရှိဘူးဒိုင်းကတော်တော်လေးနှိမ့်ဆက်နေတယ် Merino တော်မှအထောင်တိုက်စစ်မှာ Yorkers မကစားနိုင်ဘူးဒိုင်းကြောက်မပါနိုင်ဘူးဆိုရင် Merino ကိုပဲဆက်ပြီးတော့ဒီ Champion League မှာကိုသိန်းသွားတဲ့ Merino ကိုပဲတိုက်စစ်မှာတည်လာအောင်မယ်ဒါပေမဲ့ဘလူးပဲဖြစ်ဖြစ်ဒီချိန်မှာဘသူသုံးသုံးအသိန်းက တသေးလုံးက unity ဖြစ်ပြီးတော့အရန်ကိုယုံကြည်မှုအားကောင်းတဲ့အချိန်မှာ trousset လိုမျိုးတိတ်ပြီးတော့အဆင်မပြေခဲ့တဲ့ကစားမတော်မှာဒီချိန်မှာ first line မှာတော့တော်တော်လေးအဆင်ပြေလာတယ်ဘသူသုံးသုံးအဆင်ပြေလာတယ်ဆူပီမန်ဒီဆို champion league မှာနားရထားရဆိုတော့နောက်ဆုံးတော့ဒီခန်စစ်မာကျော်မှုတွေနဲ့ရလာတဲ့အခွင့်အရေးတွေအသုံးချသွားနိုင်မဲ့အခြေအနေလည်းရှိနေတယ်ပြီးရင်တဲကန်ဘောတွေထောင်းကန်ဘောတွေချိန်မြေဂိုးလည်းရနိုင်တယ်ဆိုတော့အာဆနယ်နိုင်သွားမှုလောက်ကစိတ်ပူပါမယ်မထင်ဘူး 1C 2C ပဲကျွန်တော်ရှေ့မှာဝက်ဆန်နေပဲလီစ်တွေဖူဟန်နေ ဒါနောက်ဆုံးနိုင်သွားတဲ့ပုံစံတွေပါပဲပြီးခဲ့တဲ့ဘက်ကဘန်လင်နဲ့နောက်ဆုံး၄ပွဲမှာဆိုအာဆနယ်ကိုဂိုးသွင်းဖို့မပြောနဲ့ပြိုင်ဘက်ကဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်လောက်တပွဲမှာတစ်ချိန်လောက်ရဖို့ကိုမလွယ်ရနောက်ဆုံး၄ပွဲမှာမှ၄သင်းပေါင်းမှာမှအာဆနယ်ဂိုးပေါက်ကိုတစ်ချိန်ပဲတက်အောင်ကန်နိုင်တယ်ဆိုတော့ဒီမှာလဲ ခုဆန်ဒလန်လောက်ရမယ့်အလုပ်ကအာဆင်နယ်ဂိုးဘောက်ကိုအရင်တက်အောင်အရင်ချိန်ချောက်ဖို့အရင်လောက်ရမှာအရင်ဂိုးရဖို့မဟုတ်သေးဘူးအာဆင်နယ်နှစ်ဆင့်လောက်ဖြစ်သွားပြီပြိုင်မက်တီနဲ့အဲ့လိုအောင်ချားနာသွားတယ်ပုံစံဖြစ်နေတော့အာဆင်နယ်ပဲဒီပေးကိုမရှိနိုင်ဘဲဆက်အောင်မထင်ပါဘူးအာဆင်နယ်တောင်ကြီးမှာဆိုရင်အာဆင်နယ်မီးဘုံနေလွတ်တယ်လို့ပြောရပါတော့နော်အာဆင်နယ်မီးဘုံနေဆက်လက်လွတ်နေနေပါတယ်လို့ပြောရပါတယ်အဲ့လိုဖြစ်သွားတယ်အဲအဲ့တော့ ဒီတစ်ပတ်လဲအာဆင်နယ်ကကုဆွေးစုံနဲ့ကုချင်းကြီးပြောခဲ့တဲ့အထက်မှာအာဆင်နယ်နိုင်သွားဖို့ဆိုတော့ရန်နှုံးပြည့်ရှင်းရှင်းလေးလေးပါပီးသားတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်ဒီအာဆင်နယ်မိဘုံတွေကသုံးမှတ်တဲ့အာဆင်နယ်မိဘုံတွေဆက်လက်လွတ်တည်အောင်မှာပါလို့ပဲပြောပြီးတော့ဒီနေ့စီစဉ်အဆုံးသတ်အောင်မနေ့ဖက်မှာပြန်ဆုံးကြပါလားဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ကြီးစုနေကြတဲ့ပြည်သူများများကျွန်တော်တို့ဒီနေ့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘောလဲကွက်အစီအစဉ်တင်ဆက်မှုကိုဒီမှာနားကြပါတယ်မနေ့ဖြန်ပါလဲကျွန်တော်တို့အစီအစဉ်ကိုညနေ9:40မှာထုတ်လွှင့်ပြသမှာဖြစ်တဲ့တဲ့ပြည်သူတွေအားလုံးဆက်မှကြီးစုအားပေးကြပါဦးခင်ဗျာပြည်သူတွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ